โอเคဒီကဘူးသင်ပေးချင်တာကတော့ Facebook account ညားကြီးဖွင့်ပြီးတော့ကိုယ့်ရဲ့ PC browser ထဲမှာပေါ့နော် Facebook account ညားကြီးဖွင့်ပြီးတော့သုံးနေကြတဲ့ Google မမတွေ Google မောင်မတွေပို့ပြီးတော့ account ညားကြီးဖွင့်ပြီးကြွားလို့ရမယ်လေးတခုသင်ပေးပါဖြစ်ပါတယ်အဲ့တော့ပမာဆုံးကျွန်တော်တို့ browser ကိုပြင်ရမှာပါ Firefox browser ပေါ့အဲ့ browser ပေါ်မှာ right click ထောက်ပါညာဘက် click ထောက်ပြီးတော့ property ဆိုတာလေးကိုနှိပ်ပေးပါနှိပ်ပြီးပြီးတော့ကျွန်တော်တို့ shortcut ကျွန်တော်ကြည့်အဲ security T2 previous general shortcut compatibility ပေါ့နော်အဲ့ဒီတမှာ shortcut ဆိုတာလေးရှိတယ်အဲ့ shortcut လေးကို check နေကြမယ်ရှင်းပြပါနေပြပါပြီး target ဆိုတာလေးသူ့ရဲ့နောက်ဆုံးမှာကျွန်တော် cursor လေးချက်ချပေးမယ် space bar တစ်ချက်ပုတ်လိုက်မယ်ပုတ်ပြီးတော့လို့ရှိရင် dash p r o f i l e m e n a g e r နော် p n space bar တစ်ချက်ပုတ်မယ် dash no dash R E M O D E ဒါပါပဲเนาะပြီးလို့ရှိရင်ရေးပြီးသွားပြီဆိုလို့ရှိရင် apply ကိုနှိပ်ပါညပါလိမ့်မယ် continue continuous ကိုနှိပ်ပါ yes ကိုနှိပ်ပါပြီးရင် okay ကိုနှိပ်ဒါဆိုလို့ရှိရင်ဒါပထမဆုံး firebox ကိုပြင်ထားပြီးပေါ့ပြင်ထားပြီးပြီဆိုရင်ကျွန်တော်တို့က firebox မှာနံပါတ်ခုကြီးရပါဒါကျွန်တော်ပထမဆုံးဖန်တီးထားတဲ့နံပါတ်နောက်တစ်ခုနံပါတ်တစ်ခုနောက်တစ်ကောက်သုံးနေတယ်ဆိုလို့ရှိရင် profile create profile လောက်ရပါမယ်နာမည်တစ်ခုထည့်လို့ရပါတယ်ခခ okay ပြီးရင် finish ကိုနည်းလိုက်ပါမယ်ဒါဆိုရင်ခခဆိုတဲ့နာမည်ရှိတယ်ခခတော့ဆိုတဲ့နာမည်ရှိတယ်နောက်တစ်ကောင်ဖွင့်ရင်သုံးရင်လည်းဆိုလို့ရှိရင် create profile ကြီးမယ် default format ပြန်ရ okay ပြီးရင် finish ကိုနည်းအဲ့တော့ပထမဆုံးကျွန်တော်တို့ခခဆောင်ဆိုတဲ့အကောင့်ရှိရယ် ခခဆိုတဲ့ကောင်းရှိမယ်ကျော်ဆိုတဲ့ကောင်းရှိမယ်တကယ်လို့ဒါကိုနည်းနည်းပြတ်ပေးခြင်းလဲဆိုလို့ရှိရင် remain ဆိုတာလေးကိုနှိမ့်လိုက်ပြတ်ပေးလို့ရပြီလိုချင်လို့ဖြတ်ခြင်းလဲဆိုရင် delete file ကိုနှိမ့်လိုက်ပြတ်ပါတယ်ပထမဆုံးကျွန်တော်တို့က sorry ပထမအဦးဆုံးအဲကိုဖွင့်နေတဲ့ account ကိုသုံးပါမယ်အဲ့တော့ခခထုံးဆိုတာကို select ပြီး stop variable ဆိုတာကိုနှိပ်ပါမယ် quelque chose ကျွန်တော်တို့ကဆော့ဝိုင်းငါအကောင့်တွေကဖွင့်ထားပြီးသားတွေအများကြီးဖြစ်နေပါတယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ကဖွင့်လို့မရတာပါပထမဦးဆုံးကျွန်တော်တို့ဒီ firebolt ကိုအရင်ပိတ်လိုက်ပါမယ်အဲ့လိုပိတ်လိုက်မှကျွန်တော်ဖွင့်နေတဲ့အကောင့်ကိုဆက်ရအောင်လုပ်ရမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာရေးမယ် ခခထုံးဆိုတာကိုနှိမ့်မယ်နှိမ့်လိုက်လို့ရှိရင်ကျွန်တော်တို့ဘရမတ်အကောင့်ဝင်လာပါမယ်ခခထုံးနော်အဲတော့ခခထုံးအကောင့်ကိုကျွန်တော်ဝင်သွားတာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒါခခထုံးကအဲ့တော့လုပ်ပါမယ်ခခဆိုတဲ့အကောင့်ပါမယ် stop နှိမ့်ပါမယ်အဲ့ဒီမှာလည်းပဲအကောင့်တစ်ခုဝင်လို့ရတယ် ဒီမှာခက်ခါတော့ကောင်းဒီမှာ node browser တစ်ခုအဲဒီလိုမျိုးလို csv ဒီလိုမျိုးဒီလိုမျိုး okay အခုဘုတ်တော့ကိုယ်နောက်ပါပါပြီမှန်တော့ကောင်းကောင်းဝင်လို့ရပါတယ်ဒီ one ဟုတ်ဟမ် ဲ့ဒါလို့ဒီတော့ဆိုကျွန်တော်တို့ကဒီမှာအကောင့်တစ်ကောင့်ပြန်မြင်ရပြီပေါ့နော်အဲ့ဒါဆိုဒါပါပဲဒီမှာတစ်ကောင့်ဖွင့်သုံးနေ sorry ဒီမှာတစ်ကောင့်ဖွင့်သုံးနေဒီမှာတစ်ကောင့်ဖွင့်သုံးနေနောက်ထပ်အမ် Facebook ကောင်ရှိသေးတယ်ဆိုလို့ရှိရင်နောက်ထပ် Firefox browser ကို Mozilla browser ကိုထည့်နေပါပြီးရင်ထုံးဆိုတဲ့ browser ကို profile နဲ့တူယူပါ stock fiber ကိုနှိပ်ပါဒါဆိုလို့ရှိရင်အစ်စ် browser တစ်ခုပြန်တက်လာပါတယ်နော်အစ်စ်ခုပြန်တက်လာမယ်အဲ့လိုပြန်တက်လာပြီဆိုလို့ရှိရင်လည်းဒီ browser မှာကျွန်တော်ကထပ်ပြီးတော့ www.fcpbook.co.ca okay ဟုတ်ရတယ်ဒါဆိုလို့ရှိရင်ဒီမှာလည်းဖက်ကထပ်ပြီးတော့ကြွားလို့ရတယ်ဘလာ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 နော်ဒါဆိုရင်တော့ အားလုံးနေကျွန်တော်အားလုံးနားလည်သွားပြီလို့ထင်ပါတယ်အခုလိုကြည့်အမ်ဒီဒီဇိုင်းနဲ့ကြည့်ပေးတာကိုကျေးဇူးအများကြီးတင်ပါတယ်